မင်္ဂလာပါရှင်11ရက်တည်းရဲ့နိုဝင်ဘာလ23ရက်နေ့မနက်ခင်းသတင်းတိုင်းလူမှုစီစဉ်စတင်မှာတော့မေဒီနေ့မှာတင်ဆက်မဲ့သတင်းတွေကတော့ KK ပတ်ဒေမီအတွင်းမှာရှိတဲ့အစအုံ196လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးရွှေကုတ်ကိုနေမီအတွင်းမှာနိုင်ငံသား352ဦးထပ်မံထိသိမ်းနေတဲ့တင်းမော်လမြိုင်မြို့တတိမြိုင်ရပ်ကွက်မှာမိလောင်မှုဖြစ်ပွားခဲ့ရမှာဈေးဆိုင်ကန်3ကန်မိလောင်ဆုံးရှုံးခဲ့တဲ့တင်း မေရိကန်ရေးဆွဲထားတဲ့28ချက်ပါငြိမ်းချမ်းရေးအစီအမံကိုယူကရိန်းက၎င်းရဲ့နယ်ပြင်များကိုရုရှားသို့ ပေးရလိမ့်မယ်လို့ဖော်ပြရတဲ့တဲ့င်။အိန္ဒိယနိုင်ငံဒေလီမြို့မှာဘုံးပတ်ကွယ်မှုနဲ့ပတ်သက်ပြီးတန်တရားရှိသူ၄ဦးကိုထပ်မံဖမ်းဆီးရတဲ့တဲ့င်။အမ်ဘူမိုဒီယာလိုနဲ့မာဇွာဝီတိုကိုအာဖရိကနိုင်ငံများဖလားစီ နောက်ကျဆစ်လုပ်ဖွဲ့ရှိရတဲ့အစားရှိတဲ့တွေမြတ်ကိုတင်ဆက်ပါပါ။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့ KK ဘတ်နယ်မြေတွင်းမှာရှိတဲ့အဆောက်အုံ196လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးရေကုန်းကုန်နယ်မြေတွင်းမှာနိုင်ငံသား352ဦးထပ်မံထိန်းသိမ်းတဲ့တရင်ကိုတင်ဆက်ပါမယ်။ KK ဘတ်နယ်မြေတွင်းမှာရှိတဲ့တရားဝင်အဆောက်အုံ196လုံးကိုစရိတ်တကျဖြိုချဖျက်ဆီးခဲ့ပြီးရေကုန်းကုန်နယ်မြေတွင်းမှာအွန်လိုင်းလောင်းစားမှုနဲ့လေလံမှုများကျွလွန်ခဲ့တဲ့ပြည်ပနိုင်ငံသား352ဦးထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ဒီကမ္ဘာလုံးကို NDA ပေးနေတဲ့ online လေလံမှုများ online လောင်းကစားမှုများတိုက်ဖြတ်ရေးလုပ်ငန်းစဉ်များကိုအလေးထားတိုက်ဖြတ်ဆောင်ရွက်ရှိပြီးအမျိုးသားရေးတာဝန်တည်းရဲ့အနေနဲ့ online လေလံလောင်းကစားမှုများကိုအများဆုံးအခြေကျလုပ်ကိုင်လျက်ရှိကြပြီးရွှေကုတ်ကိုနေမည်နဲ့ KK Bank နေမည်များမှာလူချိုရေးတဖွဲ့ဝင်များအုပ်ချုပ်ရေးဖွဲ့စည်းများပါဝင်အဖွဲ့ဆောင်ပါဝင်တဲ့ပူးပေါင်းစစ်စင်ရေးဖွဲ့များဖြင့်ဝင်ရောက်ရှင်လင်းခြင်းတရားဝင်အဆောက်အအုံများအားဖြိုချဖျက်ဆီးခြင်းများဆက်လက်ဆောင်ရွက်ရှိကြောင်းသိရပါသည် နိုဝင်ဘာလ22ရက်အထိမြောက်ရီမေထော်တလီခေကီဘက်နယ်မြေအတွင်းရှိတရားဝင်စာအုံ196လုံးကိုစနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးရှေကုတ်ကိုနယ်မြေတွင်း၌အွန်လိုင်းလောင်းကစားမှုနှင့်လိမ်လည်မှုများကျူးလွန်ခဲ့တဲ့ပြည်ပနိုင်ငံသား352ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။ မြရီမေထော်တလီ KK Back နေမြေတွင်အွန်လိုင်းလေးလေးလောင်းစားမှုများကျူးလွန်ရာတွင်အသုံးပြုရရှိတဲ့အဆောက်အုံ635လုံးရှိတဲ့အနက်ယနေ့မှ14လုံးကိုဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာယနေ့အထိတရားမဝင်အဆောက်အုံ196လုံးဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့်ကြန့်ရှိနေသေးတဲ့တရားမဝင်အဆောက်အုံများကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်းသိရပါသည်အလားတူရှီကုတ်ကိုနေမြေတွင်း၌လည်းရှင်လင်းဖော်ထုတ်မှုများကိုနိုဝင်ဘာလ18ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီးယနေ့စတုထားနေ့မှလည်း ရှေကုတ်ကိုနေမြေရှင်းယုံလီဝန်းအတွင်းရှိစစ်နှထက်အဆောက်အုံ၃လုံးနဲ့ကိုဒတ်အဆောက်အုံ၃လုံးတို့ကိုရှာဖွေစစ်ခဲ့ရာအွန်လိုင်းလေလံမှုနဲ့လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကိုတွေ့ရှိရခြင်းမရှိဘဲဝန်းအတွင်းမှာရှိတဲ့ကိုထောင်အတွင်းမှာ Starlink band တရတလုံးနဲ့ router 20လုံးတို့ကိုစစ်စစ်တွေ့ရှိခဲ့ပြီးဖော်ထုတ်ရှင်းလင်းခြင်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ ဒါအပြင်ထိုင်းနိုင်ငံပါဝင်အိမ်ကြီးချင်းနိုင်ငံချို့ကိုတဆင့်ခန့်ဖြတ်တန်းပြီးရွှေကုတ်ကိုနေပြည်တော်မှာအွန်လိုင်းလေလေမှုနဲ့လောင်းကစားမှုများကျူးလွန်ခဲ့ပြီးထွက်ပြေးတင်းရှောင်ပုံအောင်နေထိုင်လျက်ရှိကြတဲ့တရုတ်နိုင်ငံသား136ဦး၊ဗီယက်နမ်နိုင်ငံသား36ဦး၊ကင်ညာနိုင်ငံသား14ဦး၊အီသီယိုးပီးယားနိုင်ငံသား85ဦး၊တောင်အာဖရိကနိုင်ငံသား8ဦး၊အင်ဒိုနီးရှားနိုင်ငံသား23ဦး၊ယူကရိန်းနိုင်ငံသား29ဦး၊ဇင်ဘာဘွေနိုင်ငံသား1ဦး၊ဖိလစ်ပိုင်နိုင်ငံသား14ဦး၊ပါကစ္စတန်နိုင်ငံသား3ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား1ဦး၊ ဗီးရီးယားနိုင်ငံသား2ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား2ဦး၊မော်ရိုကိုနိုင်ငံသား2ဦး၊မာလာဝီနိုင်ငံသား2ဦး၊ကင်မရွန်နိုင်ငံသား6ဦး၊မွန်ဂိုလီးယားနိုင်ငံသား2ဦးနဲ့ထိုင်ဝမ်နိုင်ငံသား2ဦးစုစုပေါင်း352ဦးတို့ကိုယနေ့မှထပ်မံစစ်ဆေးဖော်ထုတ်ဖန်ဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။ ဒါကြောင့်ရွှေကုတ်ကိုနေမြေတွင်စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရနိုဝင်ဘာလ၁၈ရက်နေ့မှယနေ့အထိမြန်မာနိုင်ငံတွင်သို့တရားမဝင်ဝင်ရောက်နေထိုင်တဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1368ဦးနဲ့အွန်လိုင်းလေးလေးလောင်းကစားမှုကျွလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2653လုံး၊မိုဘိုင်းဖုန်း 2150လုံး၊ Starling Band 100တလုံး၊ Router 21လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများအပြားကိုစစ်ဆေးတွေ့ရှိဖန်ဆီးရမိခဲ့ကြောင်းနဲ့ဖော်ထုတ်ရှင်းလင်းခြင်းများကိုဆက်လက်ဆောင်ရွက်ရှိကြောင်းသိရပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မော်လမြိုင်မြို့တရီးမြိုင်ရက်ကွက်မှာမီးလောင်မှုဖြစ်ပွားခဲ့ရမှဈေးဆိုင်ခန်း3ခန်းမီးလောင်ဆုံးရှုံးခဲ့တဲ့တွင်ကိုတင်ဆက်ပါပြီ။မော်လမြိုင်မြို့တရီးမြိုင်ရက်ကွက်မှာမီးလောင်မှုဖြစ်ပွားခဲ့ရမှဈေးဆိုင်ခန်း3ခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်းရက်ကွက်နေပြည်သူများထံမှသိရပါသည်။ နိုဝင်ဘာလ22ရက်နေ့မွန်လယ်3:20မိနစ်ချိန်ခန့်ကမွန်လယ်မြိုင်မြို့တတိမြိုင်ရက်ွက်ရွှေလမ်းမကြီးနဲ့ငါးလန်းထောင်းမှာဖွင့်လှစ်ထားပြီးဆိုင်ငယ်ပြည်ပြည်ရေးဆိုင်မှာစတင်ကမိလောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရကြောင်းရက်ွက်တီပြည်သူတို့ကပြောကြပါတယ်။၎င်းကဆက်လက်ပြီးအဲဒီဆိုင်ငယ်ပြည်ဆိုင်မှာဘက်ထရီအားသွင်းထားရကနေအပူလွန်ခဲ့ပြီးမိလောက်မှုဖြစ်ပွားခဲ့ရလို့သိရပါတယ်လို့ပြောကြပါတယ်။ အဲ့ဒီမိလာမှုအားမော်လမြိုင်ခရိုင်မြို့နယ်နဲ့မော်လမြိုင်မြို့ပေါ်ရှိမိသက်စခန်းများမှမိငိမ့်သက်ရင်များရေတရင်များနဲ့မိသက်တပ်ဖွဲ့ဝင်များလူမှုကွန်ရက်ဆက်ရေးဖွဲ့များရက်ွက်နေပြည်သူများဝိုင်းဝန်းညှိတက်ခဲ့ရာမွန်လယ်3:50မိနစ်ချိန်မှာမိငိမ့်သွားခဲ့ကြောင်းသိရပါသည်မီလာမူကြောင့်ဆယ်ပေပက်လဲဆိုင်ငန်းတွဲ၅ခန်းရှိတဲ့အနက်ဆိုင်ငယ်ပြပြင်းနေဆိုင်အထုပ်ဆိုင်နဲ့ဘဘော်တီပစ္စည်းများအယောင်းဆိုင်၃ဆိုင်မှာမိကုဆက်လောင်ချမ်းခဲ့ကြောင်း၎င်းရက်ွက်နေပြည်သူကဆိုပါတယ် မီးကဆိုင်ငံအောက်မှာရှိတဲ့အင်ဂိုရောင်ကူးနေတဲ့သဘောဖြစ်နေတဲ့အချိန်မှာမီးသက်ကောင်တွေအချိန်မီရောက်လာတဲ့အတွက်ပျက်စီးဆုံးရှုံးမှုနည်းသွားတာပါလို့၎င်းကဆက်လက်ပြောကြားပါတယ်။အဲဒီမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမီးစတင်လောင်ကျမှုဖြစ်ပွားခဲ့တဲ့ဆိုင်ငံပြပြရေးဆိုင်ကမ်းမှဥမမောင်သက်ဆိုသူအားသက်ဆိုင်ရာနယ်မြေရေးစခန်းမှာမီးပေါ်ဆမှုနဲ့အမှုဖွင့်ရေးယူထားကြောင်းသတင်းရရှိပါတယ်။ ဆက်လက်ပြီးအမေရိကန်ရေးဆွဲထားတဲ့28ချက်ပါငင်းငယ်ရေးအစီအမံကိုယူကရိန်းက၎င်းရဲ့နေမင်းများကိုရုရှားသို့ ပေးရလိမ့်မယ်လို့ဖော်ပြတဲ့သတင်းကိုတင်ဆက်ပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ထောက်ခံခဲ့တဲ့အချက်28ချက်ပါငင်းငယ်ရေးအစီအမံအရယူကရိန်းက၎င်းရဲ့အရှေ့ပိုင်းနေမင်းများကိုရုရှားသို့ပေးရလိမ့်မှာဖြစ်ပြီးယူကရိန်းစစ်တပ်ရဲ့စစ်သည်အင်အားကိုလည်းရှော့ချရလိမ့်မယ်လို့ AFP သတင်းဌာနကရရှိထားတဲ့ငင်းငယ်ရေးအစီအမံမူကြေးအရသိရပါဗျ။ ဥရောပစစ်လေများကိုပိုလန်နိုင်ငံမှာစကန်ချထားပြီးယူကရိန်းကိုကောက်ကွယ်ပေးထားမှာဖြစ်ပေမဲ့ယူကရိန်းဟာနေတို့မဟာမိတ်အဖွဲ့ဒဲသို့ဘယ်တော့မှမဝင်ရှံကတိပေးရလိမ့်မှာဖြစ်ပြီးယူကရိန်းတောင်းဆိုထားတဲ့အနောက်အုပ်စုညဉ့်ရေးထိန်းသိမ်းမှုစစ်သားများကိုခွင့်ယူခြင်းမပြုရဘူးလို့လည်းဖော်ပြထားပါတယ်။ မူကျန်းငင်းချင်းရေးစီမံမှာနေတိုစီမင်းဥပဒေများကိုစံနမူနာထားတဲ့ယူကရိန်းအတွက်အားကောင်းတဲ့လုံခြုံရေးအာမခံချက်ပါဝင်နေလို့အမေရိကန်တာဝန်ရှိသူက AFP ကိုပြောကြားခဲ့ပါတယ်။နေတိုစီမင်းစီကံများကိုခြေခံထားတဲ့ယူကရိန်းလုံခြုံရေးအာမခံချက်မှာယူကရိန်းကိုတိုက်ခိုက်မှုမတများအတွက်အမေရိကန်နဲ့ဥရောပမဟာမိတ်တို့ကပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။ ရေးဆွဲနေဆဲဖြစ်တယ်လို့အမေရိကန်တောင်ရှိသူများကပြောကြားတဲ့ညီညွတ်ရေးအစီအမံအရရုရှားကို G8 အုပ်စုဝင်နိုင်ငံများတဲ့သို့ပြန်လည်ဝင်ခွင့်ပေးရလိမ့်မှာဖြစ်ပြီးဘေးစွမှုများရှော့ပေါ့ပေးခြင်းဖြင့်ချိမြင့်ပေးရလိမ့်မယ်လို့ဖော်ပြထားပါတယ်။အဲဒီစီမံအရယူကရိန်းဘက်ကကြီးကြီးမားမားအရှော့ပေးမှုတို့လှုံ့ဆော်ရလိမ့်မှာဖြစ်ပြီးနေမြေပေးရခြင်းဆိုတဲ့တောင်းဆိုချက်ကိုယူကရိန်းကရခိုင်နှုန်းကပေးချထားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက်အဆိုပြုချက်တွေကရုရှားရဲ့အမြင့်ဆုံးတောင်းဆိုချက်များကိုထပ်လောင်းဖော်ပြထားပုံပေါ်ပါတယ်။ရုရှားရဲ့တောင်းဆိုချက်များဟာ ချင်းချင်းမရှိလက်နက်ချတဲ့သဘောနဲ့ညီမျှနေရကြောင်း၎င်းတောင်းဆိုချက်များကိုယူကရိန်းကတောက်လျှောက်ငင်းဆန်ခဲ့ပါတယ်။မူကြမ်းစင်သာရှိသေးတဲ့အမေရိကန်ညီညွတ်ရေးဆိုပြချက်မှာဖော်ပြထားရမှာရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားနဲ့အခြားဒေသများကိုအသီးမှတ်ပြုခြင်းနဲ့ယူကရိန်းစစ်သားအရေးအတွက်ကို၄သိန်းသို့လျှော့ချရန်ဖော်ပြထားတယ်လို့သိရပါတယ်။အရိကိစ္စနဲ့ပတ်သက်ပြီးလာမယ့်ရက်ပိုင်းမှာမိမိဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံလိမ့်မယ်လို့မျှော်လင့်ထားကြောင်းယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီးကပြောကြားခဲ့ပါတယ်။သဘောတူညီချက် မတမားဟာယူကရိန်းရဲ့ချုပ်ချားကိုလေးစားတဲ့ဂုံယူစရာငြိမ်းချမ်းရေးကိုစောင့်ကြည့်ပေးရမှာပါလို့ဇလန်စကီးကပြောကြားခဲ့ပါတယ်။အဲဒီဆိုပြူချက်ကိုရုရှားနဲ့အတူကြိတ်ကြံပြီးရေးဆွဲထားခြင်းဖြစ်တယ်ဆိုတဲ့သတင်းများကိုအင်ဖီရိုကပေးချခဲ့ပါတယ်။စတီဝစ်ကော်နေအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုတို့ကလွန်ခဲ့တဲ့လမှာနှစ်ဖက်စလုံးနဲ့တိတိကျကျဆောင်ရွက်နေစေဖြစ်တယ်လို့ဆိုပါတယ်။ ။တမရကဒီစီမံကိုထောက်ခံပါတယ်။ရုရှားနဲ့ယူကရိန်းတို့အတွက်ကောင်းမွန်တဲ့စီမံတစ်ခုဖြစ်ပါတယ်လို့အိမ်ဖြိုသတင်းပြန်ကြားရေးအရာရှိကာရိုလင်းလီယာဗစ်ကသတင်းတောင်များကိုပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့ဟာမတ်စ်တို့အပြစ်ခတ်ရေးဆွဲခဲ့ကြတဲ့အဆိုပြုချက်နဲ့စင်တူတဲ့ယခုစီမံအရအမေရိကန်တမရကိုရိုင်းကအပြစ်ခတ်ရေးဆွဲရေးကိုကုတ်ကဲရမယ့်ငြိမ်းချမ်းရေးကောင်စီကိုဥဆောင်လိမ့်မယ်လို့သိရပါတယ်။ရုရှားလိုလားတဲ့အချက်များကိုဖြည့်ဆည်းပေးထားရတယ်လို့ဆိုပါတယ်။ဆလဘီ အိန္ဒိယနိုင်ငံဒေလီမြို့မှာဘုံဘောက်ခွဲမှုနဲ့ပတ်သက်ပြီးတန်မြတ်ရှိသူ၄ဦးကိုထပ်မံဖမ်းဆီးရတဲ့တဲ့င်းကိုတင်ဆက်ပါမယ်။အိန္ဒိယအစမ်းမတ်တိုက်ဖျက်ရေး Agency NIA ကလူငယ်သတင်းပတ်မှာဖြစ်ပွားခဲ့တဲ့ဒေလီမြို့မှာကားဘုံဘောက်ခွဲမှုနဲ့ပတ်သက်ပြီးနောက်ထပ်လူ၄ဦးကိုဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ20ရက်နေ့မှာပြောကြားခဲ့ပါတယ်။နေစင်ပြုလို့ကျင်းပနေကြလွတ်လပ်ရေးနေမှာဝင်းကြီးချုပ်မေခွန်ပြောကြားမဲ့နယူးဒီလီမှာရှိတဲ့တမိုင်းဝင်းထင်ကရအခန့်တက်တခုအနီးလူစီကားယာမြေအဘူတာယုံအနီးမှာနိုဝင်ဘာလ10ရက်ကပောက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံနယူးဒယ်လီမြို့တော်မှာဆယ်စုနှစ်စုကျော်အတွင်းလူသေဆုံးမှုများဖြစ်ပေါ်စေခဲ့တဲ့ပေါက်ကွဲမှုအတွင်းလူဆယ်ဦးသေဆုံးကလူ32ဦးထဲရရှိခဲ့ပါသည်။နောက်ထပ်ဖမ်းဆီးခဲ့တဲ့အဓိကတန်တရာရှိသူ၄ဦးမှာဒေါက်တာမူဇမ်မီရှာခီကာနီဒေါက်တာအဒီအာမရတာနဲ့အိန္ဒိယကက်ရှမီးယားမှာလာရောက်တဲ့မက်ဒီအာဖန်အာမတ်ဝါခီနဲ့လခနောင်းမြို့မှာလာရောက်တဲ့ဒေါက်တာရှာဟင်းဆေးစတိုဖြစ်သောအမျိုးသားစုစမ်းစစ်ဆေးရေးအေဂျင်စီကဆိုပါတယ် သူတို့ရဲ့အားလုံးကအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာအဓိကခန်းကဏ္ဍကနေပါဝင်နေပါတယ်လို့အေဂျင်စီကလူမှုမီဒီယာ X မှာဖော်ပြခဲ့ပေမဲ့လည်း၎င်းတို့ရဲ့တရားရှိဝယ်ပါဝင်မှုနဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ကာနီရာသာနဲ့ဝါဂီတို့ကိုဂျမူးနဲ့ကက်ရှမီးယားရဲတပ်ဖွဲ့ကလုံခဲ့တဲ့သတင်းပတ်မှာဖန်ဆီးခဲ့ပါတယ်။အဲဒီသုံးဟာပါကစ္စတန်အခြေစိုက်စစ်သွေးချဖွဲ့များဖြစ်တဲ့ဂျိုင်အီမိုဟာမက်နဲ့အန်ဆာကဝါဝူဟင်တို့နဲ့ဆက်နွယ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့တစိတ်တစ်ပိုင်းဖြစ်တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ ၎င်းတို့ရဲ့မိသားစုဝင်များကအဲ့ဒီချိန်တုန်းကစွတ်စွတ်ချက်များကိုညှင်းဆိုခဲ့ပြီး၎င်းတို့မှာပြစ်မရှိကြောင်းပြောကြားခဲ့ပါတယ်။ဆေးရဲ့ညီဖြစ်သူမှမို့ရိုက်တာသတင်းဌာနရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ NIA က၎င်းတို့ဟာနိုဝင်ဘာလ16ရက်နေ့နဲ့ဆက်ခွန်နေ့တို့မှာနောက်ထပ်နှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီနှစ်ဦးမှာကာဗွန်ဖောက်ခွဲခဲ့တဲ့ကားကိုမပုတ်တင်ထားတဲ့ Amira Rashid Ali နဲ့ဆရာဝန်တို့ဖြစ်ခဲ့တဲ့အသေးခံဘုံခွဲသမား Umar Onabi ကိုနိပညာဆိုင်ရာကူညီပေးခဲ့တဲ့ Jasir Rabi Lewani တို့ ြစ်တယ်လို့ဆိုပါတယ်။အဲဒီမြူသားသုံးမှာဂျမူးနဲ့ကက်ရှမီးယားဒေသတို့မှာဖြစ်တယ်လို့အေဂျင်စီကဆိုပါတယ်။ဝန်ကြီးချုပ်နရင်ဒရာမူဒီကအဲဒီတက်ခဲမှုကိုလျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ခေါ်ဆိုခဲ့ပြီး၎င်းရဲ့အစိုးရအနေနဲ့ဂျူလိုသူများနဲ့ပူးပေါင်းကြံစည်သူများနဲ့ထောက်ပံ့ပေးနေသူများကိုဖော်ထုတ်ပြီးတရားမျှတမှုကိုယူဆောင်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အန်ဘူမိုဒီယာလိုနဲ့မာဇရာဝီတို့ကိုအာဖရိကနိုင်ငံများဖလားစီနောက်ကျစေလို့ဖွယ်ရှိတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။ Man United တင်းဟာအသင်းကစားသမားတွေဖြစ်တဲ့ Ambu Modia လိုနဲ့ Maserati တို့ကိုအာဖရိကနိုင်ငံများဖလားစီနောက်ကျစေလို့ဖို့ကြိုးပမ်းပွဲရှိနေပါတယ်။2025အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာအန်ဘူမိုကဂင်မရွန်ဒီယာလိုကအိုင်ဗရီကိုစ်နဲ့မာဇရာဝီက မော်ရိုကို အသင်းကိုစားပြုတောက်ရောက်ကစားမှာပါ ပြိုင်ပွဲစီမင်းရကစားသမားတွေကိုအုပ်စုအဖွဲ့မတိုင်ခင်နှစ်ပတ်မှာဆစ်လို့ပြရမှာပါ။ဒါကြောင့်ဒီဇင်ဘာ10ရက်မှာကစားမယ့်ဦးအတင်းနဲ့ပွဲစဉ်ကာလမှာဆစ်လို့ရပါလိမ့်မယ်။မန်ယူနိုက်တက်တင်းကတော့ဒီဇင်ဘာလ15ရက်ဖုံးမောင်းနဲ့ပွဲပြီးမှသာဆစ်လို့ဖို့ဆန္ဒရှိနေပါသေး။မော်ရိုကိုရဲ့အုပ်စုအဖွဲ့ပွဲကဒီဇင်ဘာလ21ရက်အိုင်ရီကိုစတိုက်ကင်မရွန်ကဒီဇင်ဘာလ24ရက်နေ့မှာစတင်ကစားရပါလိမ့်မယ်။၂025ပြိုင်ပွဲကိုဒီဇင်ဘာလ21ရက်နေ့ကနေဇန်နဝါရီလ18ရက်နေ့အထိမော်ရိုကိုကအရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါသေး။ လေဗန်ရဲ့တရမနခင်တရမြတ်ကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနခင်ချိန်ခါဖြစ်ကြပါစေရှင်